မင်္ဂလာပါဝေါ်ခုံနိုင်မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့လည်းနောက်ဆုံးရတဲ့တင်တွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးပြောပြချင်တဲ့အကြောင်းအရာကတော့မနေ့က data ရှုံးနေတဲ့အကြောင်းအရာပါခင်ဗျအဲ့တော့ data ကမနေ့ကပွဲမှာသူလဲချီမြောက်မှာအရှုံးပလိုက်ပါတယ်အဲ့တော့ဒီဆုံးဖြတ်ကိုသူပဲဆုံးဖြတ်လိုက်တာလားဆိုတဲ့အချက်ပေါ့နော်တကယ်တော့ data ကအရှုံးပေးလိုက်တာမဟုတ်ပါဘူးတဲ့တို့တို့ပြင်ပြင်ရှင်းတာပေါ့နော်အဲ့ဒါဘာလို့လဲဆိုရင်သူ့ရဲ့နေပြ နီးပြဆိုတာထက်ဒီဒီရိုက်တာရဲ့တပည့်လို့လည်းပြောလို့ရတာပေါ့နော်ဟာရွန်အော့စခန်ကအခုလိုပြောကြားသွားတာဖြစ်ပါတယ်လေးချီမြောင်းမှာပွဲရက်ခိုင်းခဲ့တာကျွန်တော်ပါဘာလို့လဲဆိုရင်ဒီပွဲမှာကျွန်တော်တာဝန်အပြည့်ရှိပါတယ်ဒီရိုက်တာကိုအခုလိုအဖြစ်ရောနီးပြအဖြစ်ရောတာဝန်ယူထားတာပါတကယ်လို့ကျွန်တော်ဒါမသားခင်ရင်ဒီရိုက်တာကတော့ငါးချီမြောက်ကိုဆက်ပြီးကစားမှာဖြစ်ပါတယ်ကျွန်တော်က ကစားသမားတွေကိုမလိုအပ်ပဲအထိနာစေတာမျိုးယုံခိုင်းတာမျိုးမလုပ်ပါဘူးအခုဒီရိုက်တာဆိုရင်တရက်နှစ်ရက်လောက်အနားယူလိုက်ရင်မြန်မြန်လေးတက်တာလာမှတေးကြပါတယ်အဲ့ဒါမှလည်းနောက်ထပ်စင်ကုန်မှုတွေအတွက်ဆက်ပြီးတွားနိုင်မှာဖြစ်ပါတယ်ကျွန်တော်ကအခြားဝေဖန်သူတွေကိုဂယူဆိုင်မနေပါဘူးမနေ့ကရှုံပွဲကိုလည်းဘာမှအကြောင်းပြချက်မရှိပါဘူးကစားသမားတွေရဲ့ကျန်းမာရေးကိုအဓိကစဉ်းစားပေးတာပါဆိုပြီးတော့ ဒီရိုက်တာကိုအကူလိုအဖြစ်လိုက်ပါလာတဲ့ Combat Brother ဂျင်ရဲ့နေပြကပြောဆိုသွားတာဖြစ်ပါတယ်။အဲတော့သူတို့ဘက်ကဆုံးဖြတ်ချက်ချတာလဲမှန်တယ်လို့တော့ပြောလို့ရတာပေါ့နော်။ရန်ကြီးအထီးခိုင်မခံတဲ့ပုံစံမျိုးဖြစ်သွားပါတယ်။ဒါမဲ့ပတ်စံပေးပြီးကြည်ရတဲ့ပရိတ်သတ်တွေကြတော့အဲ့လိုမျိုးသိလိုချင်ကြမှာမဟုတ်ဘူး။ပွဲလဲနောက်ထပ်ပွဲစဉ်တွေထည့်ရအောင်မလားဆိုတာကျွန်တော်မပြောတတ်ပါဘူး။ပွဲရမယ်ဆိုရင်တော့မှဝဲဝဲသွားနိုင်ပါတယ်။အဲ့တော့ဒီရိုက်တာက ကံမကောင်းဘူးလို့လည်းပြောလို့ရပါတယ်။ဘာလို့လဲဆိုရင်သူကဒီ PPV နဲ့ကျင်းပတဲ့ပွဲစဉ်တပွဲမှကိုမကစားရသေးတာပါ။ဒီ PPV နဲ့ကျင်းပတဲ့ပွဲမှာသူကစားရခဲ့မယ်ဆိုရင်ဒီဝင်ငွေက၈သိန်းအထက်ပေါ့နော်။ဒီဒေါ်လာ၈သိန်းလို့တသန်းလို့အဲ့လိုမျိုးရရှိမှဖြစ်ပါတယ်။အဲ့တော့သူကလည်း PPV နဲ့ကျင်းပတဲ့ပွဲစဉ်ကိုဒီချန်ပီယံဆိုင်ကပွဲလေးရရှိဖို့အရန်ကိုစူးစမ်းနေတဲ့ကာလဖြစ်ပါတယ်။ဒါပေမဲ့လည်းအနည်းဆက်ဆုံးအချိန်မှာပဲပထမအဆင့်တော့လွဲချော်သွားခဲ့ရပါပြီ။ ဒီပွဲရှုံးလို့ PPV မရတော့ဘူးလားဆိုတဲ့ပုံစံမျိုးလည်းမဟုတ်ပါဘူး UFC ဘက်ကဆုံးဖြတ်ပြီးတော့ဒီခိုမင်းပွဲစဉ်တွေမှာထဲကောင်းထဲလာနိုင်ပါတယ်အဲ့တော့ကျွန်တော်တစ်ချက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ပွဲစဉ်ပြီးတဲ့အချိန်မှာသူ့ကိုလှောင်ပြောင်လာတဲ့ fighter တယောက်ရှိပါတယ်အဲ့ဒါတော့ Kamzat Chimaev ပါအဲ့တော့ဒီပွဲပြီးတဲ့အချိန်မှာ Kamzat Chimaev ကသူ့ရဲ့လူမှုအကောင်ရဆာမျက်နှာဖြစ်တဲ့ X မှာဒီချီထုတ်ကောင်အရှုံးပေးတော့ပြီဆိုပြီးတော့ဒီ rider ကိုပြောစုံလိုက်တာဖြစ်ပါတယ် ပြောလဲပြောချင်စရာဖြစ်နေတာပေါ့နော်ခဏအချက်ပေါ့တို့ကဒီလဲချင်ပဲကစားပြီးတော့ငါးချင်မြောက်ကိုဆက်ပြီးတော့မကစားတဲ့အချက်ကိုဒီ concept ချင်မှန်ကပြောချင်တာလည်းဖြစ်နိုင်ပါတယ်ပြီးတော့ Rainier Director အရင်ဘုံနစ်ခဲကိုအနိုင်ရခဲ့တဲ့ပွဲမှာလည်း concept ချင်မှန်ကိုအရင်ကိုလေးတိုက်ပြီးတော့အစိမ်ခုန်ခဲ့တာဖြစ်ပါတယ်အဲ့ဒီအချက်တွေကြောင့်ဒီ concept ကလည်းအခုလိုပြန်ပြောကြွေးတာလို့ကျွန်တော်မြင်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်တော်တော်များများကတော့ Rainier Creator ကခမ်းဇက်ကိုလုံးဝရှင်းလို့မရဘူးအရင်ကိုတိတာထင်ရှားနေပြီဆိုပြီးတော့ပြောဆိုနေလို့ရှိပါတယ်ဒါကိုတော့ကျွန်တော်လက်မခံပါဘူးဗျ Creator ကသူ့ရဲ့ကိုလုံးပေါ့နော်သူ့ရဲ့ကိုလုံးကိုပေါ့ကတော်တော်လေးကိုကြီးတယ်ပြီးတော့မနေ့ကရှင်ပြန်ခဲ့တဲ့ပွဲစဉ်မှာလည်းသူကတရက်ကို weight 10ပေါင်ကျော် weight ချပြီးတော့လာရှင်ပြန်လာဖြစ်ပါတယ်အဲ့ဒါကြောင့်တက်လုံးပိုင်းကိုမြင်မြန်လေးကြာသွားတာကျွန်တော်တွေ့ရပါတယ်နောက်ပွဲမှာတော့တည်တည်ချမ်းချမ်းပြင်ဆင်လာပါလိမ့်မယ် အဲ့လိုမျိုးပွဲစဉ်တော့ဘောနော်တကယ်ကျွန်တော်ပြောချင်တာကဒီ ground game မှာဒီတက်လုံပိုင်းဝိချတော်တွေတရားကိုပြင်ဆင်မယ်ဆိုရင်ခမ်းဆက်ကိုလည်းရှင်နိုင်ဆွမ်းရှိတယ်လို့ကျွန်တော်တော့မြင်ပါတယ်ခမ်းဆက်ကလည်းအရင်ကြီး short တော့လို့မရပါဘူးအဲ့တော့ data ဘယ်ပုံစံပြန်လာမလဲဆိုတာကျွန်တော်တို့အထက်ဆောင်ပြရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီအကြောင်းနဲ့ဆက်ဆက်ပြီးတော့ညီကိုတချို့မင်းနေတဲ့ဟာရှိတယ်အဲ့ဒါပါလဲဆိုရင် Joshua Ben နဲ့ Rainier Data က ဒီနှစ်ရဲ့ Breakthrough Fighter of the Year ကမ္ဘာ MMA စုပွဲပွဲမှာသူတို့နှစ်ယောက်ကစကားတင်စင်းမှာရွေးချယ်ခံရတယ်။အဲ့တော့မနေ့ရရှုံးပွဲကြောင့်ဒေရိုက်တာကဒေစုကိုမရဘဲနဲ့ဂျော်ရှော်ဘန်ကရရှိသွားနိုင်ချေရှိမလားဆိုတဲ့အချက်ပေါ့နော်။အဲ့ဒီအချက်ကိုကျွန်တော်တစ်ချက်ပြန်ပြောပါမယ်။အဲ့တော့ဒီအကြောင်းကိုမပြောခင်ပထမဆုံးပြောပြချင်တာကတော့ညီကိုတို့ချို့မသိတဲ့လူတွေရှိသေးတယ်။အဲ့ဒါပါလဲဆိုရင် World MMA Award ဆိုတဲ့စုပါ။ဒီစုကကျွန်တော်တို့ဘောလုံးလောကနဲ့ပြောလိုက်မယ်ဆိုရင် ဘလွန်တီအော်လိုမျိုးစုပါအမြကမ္ဘာအကောင်ဆုံးကစားသမားတွေကိုပေးတဲ့အစုဖြစ်ပါတယ်အဲ့တော့ MMA လောကမှာလည်းအဲ့လိုမျိုးအကောင်ဆုံးကစားသမားတွေကိုပေးတဲ့အစုကို World MMA Award လို့ခေါ်ပါတယ်အဲ့တော့ဒီစုကိုဘယ်သူပေးလဲဆိုရင်တချို့ကတော့ UFC အဖွဲ့အစည်းလို့ထင်နေကြတာပေါ့နော်မဟုတ်ပါဘူးမြ။ Fighter Only Magazine အဖွဲ့အစည်းကပေးနေတာပါ။ CEO နာမည်ကတော့ Ralph Hibbert လို့ခေါ်ပါတယ်။သူကကမ္ဘာတဝန်းမှာရှိတဲ့ MMA အဖွဲ့အစည်းတွေကို တီတီချာကိုလိုက်ကြည့်တယ်ပြီးတော့အကောင်းဆုံးဖိုက်တာတွေအကောင်းဆုံးအဖွဲ့အစည်းတွေကိုကြည့်ပြီးတော့စကားတင်စင်းရွေးချယ်တာဖြစ်ပါတယ်စုကိုဘယ်သူပြန်ရွေးချယ်လဲဆိုရင်ပြိတ္တတွေပါပြိတ္တတွေကမေးပေးပြီးတော့ရွေးချယ်ရတာဖြစ်ပါတယ်အဲ့တော့သူတို့ပေးတဲ့စုကအများကြီးပါပဲ MMA promotion တခုကိုအကောင်းဆုံးဦးဆောင်နိုင်တဲ့ဥက္ကဋ္ဌကြီးကိုလည်းသူတို့ကရွေးချယ်တယ်ပြီးတော့နေပြရတွေတည်င်းထောက်တွေအင်တာဗျူးမေးတဲ့လူတွေကစားသမားတွေအဲ့လိုမျိုးခေါင်းစဉ်မျိုးစုံရွေးချယ်ပြီးတော့ပေးအပ်တာဖြစ်ပါတယ် ဲ့တော့ MMA promotion တခုကိုအကောင်းဆုံးဦးဆောင်နိုင်တဲ့အဆုကိုတော့ UFC ဥက္ကဋ္ဌကြီးဒေနာဝိုက်ကအများဆုံးရရှိထားပါတယ်။ကျွန်တော်တို့ဒီအာရှမှာရှိတဲ့ One Championship ကတော့တစ်ချိန်မှကိုမရသေးပါဘူးမြတ်။ဒီဥက္ကဋ္ဌကြီးချက်ထွေက2017မှာတစ်ချိန်တော့ရွေးချယ်ခြင်းခံရတယ်။ဒါပေမဲ့လည်းသူမရခဲ့ပါဘူး။အဲ့တော့ဝမ်အဖွဲ့အစည်းကနေဒီ World MMA Awards ကိုရရှိတဲ့သူကတယောက်ပဲရှိတယ်။သူကတော့ကျွန်တော်ရဲ့မြန်မာ fighter ကိုအောင်လန်းအန်ဆောင်ပါ သူတို့ကဘယ်ကောင်းစင်အောက်မှာရလဲဆိုရင် International Fighter of the Year ဆိုကိုရရှိတာဖြစ်ပါတယ်။လွန်ခဲ့တဲ့2019ခုနှစ်မှာပါ။အဲ့ဒီနောက်ပိုင်း Rainier Director နဲ့ဒီ Anatoly Malkin လည်းစကားတင်ဆင်းမှာရွေးချယ်ခံရတယ်။ဒါပေမဲ့လည်းသူတို့နှစ်ယောက်မရခဲ့ပါဘူး။မနေ့တုန်းကလည်းစုတော်တော်များများကို LS Barrier ကရရှိတော့တာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့မြန်မာ fighter တွေမှာတော့အကူအောင်လာအဆောင်တယောက်ပဲရှိပါသေးတယ်။ဟုတ်ပြီအဲဆိုရင်ဒီနေ့ ဒီနှစ်မှာကကျွန်တော်ဂျွန်ရှော်ပန်နဲ့ရိုင်းနီယာဒရီတာလည်းရွေးချယ်ခြင်းခံရပါတယ်။အဲ့ဒါစကားတင်စင်းမှာပါ။ဂျွန်ရှော်ပန်ကနှစ်နေရာထိရွေးချယ်ခြင်းခံရပါတယ်။ပထမတစ်ခုကတော့တနင်္သာအကောင်းဆုံးတွဲဆိုင်စုအဲ့ဒါတော့ Brandon River နဲ့ Joshua Ben နဲ့ထိုးတက်ခဲ့တဲ့ပွဲစဉ်တကယ်လို့အဲ့ဒီစုရမယ်ဆိုရင်နှစ်ယောက်စလုံးရမှာပါတယောက်တစ်ခုစီရမှာပေါ့နော်အဲ့တော့အဲ့ဒီစုကတော့တေချာတလောင်းလောက်ရှိနေပါတယ်ပြီးတော့နောက်တစ်စုကတော့ Joshua Ben ရွေးချယ်ခြင်းခံရတာကတော့တနစ်တာအကောင်းဆုံးနာမည်ကြီးလာတဲ့ Fighter စုပေါ့နော် ဒီဆုကိုတော့ Breakthrough Fighter of the Year ဆုလို့ခေါ်ပါတယ်။အဲ့တော့ဒီဆုမှာတော့ကျွန်တော်တို့ဂျော်ဂျော်ဘန်ထက်ကောင်းတဲ့ fighter တယောက်ရှိနေပါတယ်။အဲ့ဒါတော့ Rainier ဒီရိုက်တာပါ။သူ့ရဲ့ပြန်ဘက်လိုမျိုးဖြစ်နေပါတယ်။အဲ့တော့ဒီဆုကိုတယောက်ပဲရမှာပါ။ Rainier ဒီရိုက်တာမဟုတ်ရင်ဂျော်ဂျော်ဘန်ကျွန်တော်ဒီနှစ်ယောက်ထဲကတယောက်တော့တေချာတော့ဖြစ်မယ်လို့ကျွန်တော်မြင်ပါတယ်။ရာခိုင်နှုန်းကတော့ Rainier ဒီရိုက်တာပိုများတယ်လို့မြင်ပါတယ်။ဟုတ်ပြီအဲ့ဆိုရင်ခုနကပြောခဲ့တဲ့ကောင်းစဉ် ရိုင်းနီယာဒူရိုက်တာမနေ့ကရှုံးသွားတဲ့အတွက်ဒီစုကိုရဖို့အခွင့်အရေးနေသွားပြီလားဆိုတဲ့အချက်ပေါ့နော်အဲ့တော့ဒီနေ့မှာရွေးချယ်ထားတဲ့ဒီစကားတင်စင်းကလွန်ခဲ့တဲ့2023ဂျွန်လိုင်း၁ရက်နေ့ကနေအဲဒီလွန်ခဲ့တဲ့2024ဂျွန်လ30ရက်နေ့အထိဒီအတောတွဲမှာကစားခဲ့တဲ့ပွဲစဉ်တွေမှာရွေးချယ်တာဖြစ်ပါတယ်အဲ့တော့မနေ့ကကစားတဲ့ပွဲစဉ်ကတော့ပါဝင်လာခြင်းမရှိပါဘူးဒီပွဲစဉ်ကနောက်နေ့မှာပဲအကျိုးဝင်မှာဖြစ်ပါတယ် တော့ပြောချင်တာကတော့အခုဒီစုပေးပွဲရွေးချယ်ထင်းခံရတဲ့စကားနဲ့ဇယင်းထဲမှာဒီမနေ့ကရှုံးပွဲကလုံးဝထိရောက်မှာမဟုတ်ပါဘူးခင်ဗျအဲ့တော့ Rainier Director အတွက်လည်းရနိုင်ခြင်းတော်တော်လေးကိုများနေတယ်လို့ညီကိုတွေကပြောပြခြင်းဖြစ်ပါတယ်အဲ့တော့ဒီအကြောင်းအရာပေါ့နော်အဓိကတော့ဒီ World MMA Award စုအကြောင်းကိုပို့ပြီးတော့အာတိချင်တဲ့နားလေချင်တဲ့ညီကိုတွေဆိုရင် Facebook page မှာကျွန်တော်တင်ထားပေးပါတယ်အဲ့မှာစာတိတိချာကိုတော့ဖတ်လို့ရမှာဖြစ်ပါတယ် โอเคအဲ့ဆိုရင်ဒီနေ့အတလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်